ငင်းငင်းကဝါသနာပါအစိုးရဖြစ်စင်တာအစိုးရနဲ့မင်းသမီးဖြစ်စင်တာအခုတော့ဘာဖြစ်သွားလဲဆိုတော့အဲစာရေးတဲ့အပိုင်းကသူများတွေကိုလှုပ်ပေးနေတယ်ကိုကဟိုကဖြစ်သွားတာလည်းပါဘူးเนาะဒီစာအုပ်ကိုဆိုရင်အစေးပြိုင်မောတွေလှုပ်17ချိန်မြောက်17ချိန်မြောက်အထိလှုပ်ရင်းလှုပ်ရင်းလှုပ်ရင်းလှုပ်နေ17ချိန်မြောက်အထိရောက်သွားတယ်ရောက်သွားပြီးတော့အခုအဲဒီစာအုပ်တွေထွက်လာတယ်၄ချိန်မြောက်ရှိသွားပြီပေါ့၄ချိန်မြောက်ရှိသွားပြီဆိုတော့တဖေးဖေးနဲ့အချိန်ရလာတော့စာရေးစရာတွေလည်းအရန်အားကောင်းလာတယ်အားကောင်းလာတော့ အဲကျွန်မလူငယ်တွေဒီစာအုပ်တွေကိုဖတ်လို့ရှိရင်အကျိုးတစုံတရာရမှာပဲဆိုပြီးတော့အဲအားကောင်းလာတဲ့ပုံမှာကျွန်မလက်မလွတ်ဆုံးရှုံးမခံချင်တဲ့အကြောင်းကိုဆက်ပြီးတော့အာတမီဆက်လုပ်နေတဲ့အပိုင်းပါတယ်ဒီအစေးပြိုင်ွဲရလေအခုတချင်းကလည်းပဲအများအကျိုးပြုတချင်းတွေလည်းအများကြီးပါတယ်ဟိုစပေးစီဆောင်တချင်းတွေပါမယ်ငင်းချမ်းရင်တချင်းတွေပါမယ်အဲ့လိုတချင်းတွေအဲလေးစားပါလိုမျိုးတချင်းနောက်အရက်လိုမျိုးတချင်းအရက်တောက်နေရကျွန်မတွေ့ရတဲ့လူငယ်ကအကုန်လုံးအရက်တေးကြီးပဲအဲနစ်မူးနေတဲ့ အပိုင်းတွေပါတယ်ဗောနော်အဲအဲ့အကြောင်းတွေကျွန်မရေးထားတယ်လူလူလောကမှာကျွန်တော်မြန်မာအတိုင်းဝိုင်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေတော်တော်များများကိုကျွန်မရေးထားပါတယ်ဒဏ်ရာရေးရအဲ့စစ်ပြေးစစ်ချောင်တွေကြစစ်ဒဏ်ရာစိတ်ဒဏ်ရာကြပြာရီဟာဒဏ်ရာတွေနဲ့စစ်မတွေဆွဲမနေတာခက်တယ်ဉာဏ်ပညာဟာခံကြောက်ခြင်းမြစ်ပြလေအဲ့ဒါစပြေးစစ်ဆောင်လေးအကြောင်းကြီးစား အားကြောင့်ဒဏ်ရာရင်းရင်းလို့ပေးတာပြီးတော့အားကျမငငယ်တုန်းက passion တစ်ခုဖြစ်ခဲ့တယ်အရင်ယူသွခဲ့တဲ့ဟိုအဆိုတော်ဘဝပေါ့အဆိုတော်ဘဝကိုအခုကျမပြန်ရယူနေတာလဲပါခြင်းလဲပါမှာပေါ့ဒါပေမဲ့အရေးကြီးတာကတော့လေဟိုကျမကြပြားရေးရေးတယ်ကျမရေးတဲ့ကြပြားတွေကအမ်အများနဲ့ဆိုင်တဲ့ကြပြားတွေတော်တော်များများပါတယ်အဲ့ကြပြားတွေကိုကျမအသက်သွင်းချင်တဲ့အပိုင်းတွေရှိတယ်အဲ့တော့အဲ့ကြပြားတွေကိုအသက်သွင်းဖို့ရအတွက်ကိုအာကျမမဲလိုဒီရထည့်ပြီးတော့တချင်းဆိုပလိုက်တဲ့အခါမှာ အသက်တွေဝင်သွားမယ်လူတွေအများကြီးကိုလည်းအဲနှလုံးသားကိုထိရှာနိုင်မယ်လို့ပြောလင်းတဲ့အတွက်ကြောင့်မို့ဒီ album လေးကိုစုပေါင်းပြီးတော့လုပ်လိုက်တာပါလို့အာကျွန်တော်လေဟိုဤကဲအောင်ကိုကျော်စွာအောင်ပြောတယ်ဆွမ်းမနဲ့လှုပ်လိုက်လို့ရှင်ထူးဆန်းနေပြီပဲအာကျွန်တော်လေကျွန်တော်စိတ်ကူးနေကျွန်တော်ပေါ့နော်ဒီအစေးပြိုင်ပွဲကတော့အဲလှုပ်လာတဲ့ဥစ္စာ အခု17ချိန်မြောက်ပေါ့17ချိန်မြောက်ရှိပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတိတ်ပြီးတော့လူတွေလည်းတော်တော်များများမီဒီယာတွေတော်တော်များများလည်းသိပြီလို့ကျွန်မမျှော်လင့်တယ်အဲအခုထပ်ပြီးပို့လာတာကျွန်မ Elvan လေးနှိမ့်ဆက်လိုက်တာပေါ့နော်အာကျွန်မငယ်ငယ်တုန်းက passion တစ်ခုဖြစ်ခဲ့တယ်အရင်ယူသွခဲ့တဲ့ဟိုအဆိုတော်ဘဝပေါ့အဆိုတော်ဘဝကိုအခုကျွန်မပြန်ရယူနေတာလဲပါခြင်းလဲပါမှာပေါ့ဒါပေမဲ့အရေးကြီးတာကတော့လေဟိုကျွန်မကြပြားရေးတယ်ကျွန်မရေးတဲ့ကြပြားတွေကအမ် အများနဲ့ဆိုင်တဲ့ကြပြားတွေတော်တော်များများပါတယ်အဲ့ကြပြားတွေကိုကျွန်မအသက်သွင်းချင်တဲ့အပိုင်းတွေရှိတယ်အဲ့တော့အဲ့ကြပြားတွေကိုအသက်သွင်းဖို့ရာအတွက်ကိုအာကျွန်မမဲလိုဒီရေထည့်ပြီးတော့တချင်းဆိုပလိုက်တဲ့အခါမှာအမ်အသက်တွေဝင်သွားမယ်လူတွေအများကြီးကိုလည်းအဲနှလုံးသားကိုထိရှာနိုင်မယ်လို့မျှော်လင့်နေတဲ့အတွက်ကြောင့်မို့ဒီအယ်ဘမ်လေးကိုစုပေါင်းပြီးတော့လုပ်လိုက်တာပါလို့ငင်းငယ်ကဝါသနာပါအစိုးရဖြစ်စင်တာအစိုးရနဲ့မင်းသမီးဖြစ်စင်တာအခုတော့ဘာဖြစ်သွားလဲဆိုတော့အဲစာရေးတဲ့အပိုင်းက သူများတွေကိုလှုပ်ပေးနေတယ်ကိုကဟိုဟာဖြစ်သွားတာလည်းပါဘူးเนาะဒီစာအုပ်ကိုဆိုရင်အစေးပြိုင်မွဲတွေလှုပ်17ချိန်မြောက်17ချိန်မြောက်အထိလှုပ်ရင်းလှုပ်ရင်းလှုပ်ရင်းလှုပ်နေ17ချိန်မြောက်အထိရောက်သွားတယ်ရောက်သွားပြီးတော့အခုအဲဒီစာအုပ်တွေထွက်လာတယ်၄ချိန်မြောက်ရှိသွားပြီပေါ့၄ချိန်မြောက်ရှိသွားပြီဆိုတော့တဖြည်းဖြည်းနဲ့အချိန်ရလာတော့စာရေးဆရာရလည်းအရန်အားကောင်းလာတယ်အားကောင်းလာတော့အဲကျွန်မလူငယ်တွေဒီစာအုပ်တွေကိုဖတ်လို့ရှိရင်အအကျိုးတစုံတရာရမှာပဲဆိုပြီးတော့ အဲ့အားကောင်းလာတဲ့ပုံမှာကျမလက်မလွတ်ဆုံးရှုံးမခံချင်တဲ့ကြောင့်မို့ဆက်ပြီးတော့ Artemis ဆက်လုပ်နေတဲ့အပိုင်းပါတယ်ဒီအစေးပြိုင်ွဲရတယ် cost အရန်ကြီးရဲ့အာကျမတခြားမှာ investment မလုပ်ဖွယ်နဲ့ဒီစာအုပ်ပေါ်မှာလည်းအဲစုပြုံပြီးတော့ invest လုပ်တဲ့သဘောပါအခုတချင်းကလည်းပဲအများကြီးအချိုးပြုတ်တချင်းတွေလည်းအများကြီးပါတယ်ဟို space ဆောင်တချင်းတွေပါမယ်ငင်းချမ်းရင်တချင်းတွေပါမယ်အဲ့လိုတချင်းတွေအဲ လေးစားပါလို့မျိုးတချင်နောက်အရက်လိုမျိုးတချင်အရက်တောက်နေရရင်ကျွန်တော်တွေ့ရတဲ့လူတွေကအကုန်လုံးအရက်တေးကြီးပဲအဲနမူးနေတဲ့အပိုင်းတွေပါရပေါ့နော်အဲအဲ့အကြောင်းတွေကျွန်မရေးထားရဲလူလူလောကမှာကျွန်တော်မြန်မာအတိုင်းဝိုင်းမှာဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေတော်တော်များများကိုကျွန်မရေးထားပါတယ်အဲ့တော့လူတွေနဲ့အများနဲ့ဆိုင်တဲ့အဲတချင်းနေဖြစ်တဲ့ကြောင့်မလို့ကြပြာတချင်းနေဖြစ်တဲ့ကြောင့်မလို့အများခံစားနိုင်မယ်လို့ပြောလိုက်ပါတယ်လို့ကြပြာတချင်းလေးတွေပါဒီစကြဝဠာကြီးကအကြီးကြီးကကျမတို့ဖြစ်ချင်တိုင်းလည်းမဖြစ်ရအောင်မဖြစ်ချင်တိုင်းလည်းတော်တော်ဖြစ်ချင်တယ် မျောလင့်မထားတဲ့အရာတွေလည်းဖြစ်ချင်တာရဲ့ရုပ်တက်ကြီးဖြစ်လာတဲ့အတိုင်းမှာကျွန်တော်ရက်တက်လို့မရတဲ့အခါကြီးရှိတယ်။အမေကိုတက်နိုင်တဲ့ကို limitation တွေကနေပြီးတော့ကိုစွမ်းဆောင်တဲ့ဥစ္စာကိုလေကို passion ရှိလို့ရှင်လုတ်သွားဖို့ပဲအရေးကြီးတယ်။အဲ့တော့တစ်ချက်ထဲကြာချင်းလဲကြာမယ်ဟိုကြာချင်းမှလည်းကြာမယ်။ဒါပေမဲ့ကျွန်တော်ရက်တက်လို့မရတဲ့အရာတွေကိုတော့ကျွန်တော်ဆက်သွားဖို့ပဲလိုပါတယ်လို့။အဲ့လိုဆိုတော့အဘဝဘဝဆိုတာရအချိန်ကန့်သက်ထားလို့ကျွန်မ၁၀ရက်နှစ်ဆိုပြန်ရတော့မှကျွန်မလည်းလက်မှတ်ရှိတယ်။ အဲ့ဒီအတွက်ကိုနောက်လင်းလက်မအစ်တွယ်ကိုကျွန်မပတ်စံမရှိဘူးအဲ့တော့အဲ့ဆဲလေးပြန်မှဖြစ်မယ်ပေါ့အဲ့တော့ဒီခုနှစ်နှစ်ကျွန်မလုံးဝဖြစ်မယ်ပေါ့အဲ့အဲ့လိုမျိုးအကန့်တချက်လေးရှိပါတယ်။သင်ဆိုတာကျမခုနကပြောသလိုပေါ့။အဲ့ဟာကျမသီရပီရှိတယ်။ဆရာဝန်ရှိသွားတဲ့ကုထုံဆရာဝန်ပေးတဲ့ကမီကကုထုံတဲ့အာ psychologically ရော emotionally damage ဖြစ်နေလို့ရှိရင်ဒီကြပြားလေးရေအမှုပညာနဲ့ပတ်သက်တဲ့ဟာတွေကပို့ပြီးတော့ကျမအတွက်သီရပီပေါ့ကုထုံဖြစ်တယ်။အဲ့ဒီကြောင့်မို့အဲဒါ လုံးတင်လုတ်ထိုက်တဲ့အရာလူသားတွေအကုန်လုံးလုံးတင်လုတ်ထိုက်တဲ့အရာအမှုပညာပါလို့အခုဖြန့်မယ်ဒီနေ့အကုန်ရပြီအားလုံး ready ပဲဒီဒီဒီတချင်းခွေလေးပဲရောက်မလားလမ်းခရီးလေးကျွန်တော်လေချောင်းနဲ့ဆက်ပို့လို့မရလို့ကုန်းလမ်းနဲ့ပို့တဲ့အခါမှာဟိုလမ်းမှာစစ်စစ်မင်းမြမှုတွေအများကြီးရှိတော့လေအဲ့ဒီခွေမရောက်လားခွေမရောက်လားတော့ကျွန်မစာအုပ်လည်း ready ဖြစ်ပြီ box လည်း ready ဖြစ်ပြီအဲ CD နည်းနည်းလိုတယ်အဲအဲတပတ်ခါမှရမယ်အဲ့ကြောင့်မို့ဟိုဝယ်မဲ့လူတွေကမှားထားပါတော့ အဲအိမ်ရောက်ဖို့ဝေးပါမယ်လို့တပတ်ခါကြလို့ရှိတယ်။ဒါအများဆုံးအပြင်ကျမအကုန်ရေးတာ။အဲဒါပေမဲ့ကျမတငယ်ချင်းကိုချစ်နိုင်တယ်လေ။ကိုချစ်နိုင်တဲ့ဂျူဝက်တပုတ်သူရေးတဲ့တပုတ်ကျမဆိုထားတယ်ပြီးရင်ဆိုပြမယ်။ပြီးရင်ကျမတငယ်ချင်းဟိန်းထက်အဲဟိန်းထက်ရေးတဲ့ယူသွားမယ်ဆိုတဲ့သင်းလေးဆိုထားတယ်။သူတို့နှစ်ယောက်ရေးတဲ့တပုတ်စီကျမဆိုထားတယ်။ကျန်တာကတော့ကျမဟာရင်းပါလို့။အင်္ဂလိပ်သင်းလေးနှစ်ပုတ်ပါတယ်။ Essential Outburst နဲ့ Attractive Attractive ကို YouTube မှာတင်ထားတယ်ပေါ့နော်။ Essential Outburst ကတော့မတင်ရသေးဘူးပေါ့။ Tiger difficult question အဲ့လိုဆိုဒီခေါင်းထဲမှာပေါ်လာတဲ့ဥစ္စာကိုရွေးလိုက်တာလေ specific rules မရှိဘူးကျမက rules မရှိဘူး blue blue နေရာမှာတိုက်ဆိုင်မှာအဲ့လိုမျိုးကျမ framework မရှိတဲ့အတွက်ကြောင့်မပြောရခက်တယ်အဖြစ်ပေါ်လာတဲ့ခံစားချက်မှာအဖြစ်ပေါ်လာတဲ့အတွေးလေးမှာမူတည်ပြီးတော့ပဲကျမရွေးလိုက်တာပေါ့စက်သုံးပုတ်ပါပါတယ်ရှင်စက်သုံးပုတ်ဟုတ်ဒံရင်ကတော့တိုက်တယ်ပေါ့ဒီပိုင်းကစားငင်းငင်းရေးပါတယ်မြော့လင်းချင်းကြောက်စာသူ့ဖြတ်တန်းရနေပံပုံ ။နောက်ယူသွားမယ်ချစ်လိုက်တာကွယ်လေးစားပါ။လေးစားပါတခြင်းကတော့တင်ထားပြီးသားပဲเนาะအချစ်ဒိန်ကြီးအရက်အရွေ့နင့်ကငါချစ်တယ် Frida Frida ဆိုတာဒီအမျိုးသမီးပေါ့။အဲနင့်ကငါချစ်တယ် Frida ဆိုတာသူ့ရဲ့သူ့ရဲ့ biography သဘောမျိုးနဲ့ကိုနဲ့သူနဲ့ဘယ်လောက်ထိအဲသွားသူညနေရည်ဘလောက်အများကြီးရှိရဲဆိုတာအဲ့အကြောင်းလေးပေါ့အပြီးရင် YouTube မှာအဲ MV လေးလည်းပြီးသွားပြီပေါ့ YouTube မှာတင်ပါပါသူ့အကြောင်းလေးရေးထားတာနင့်ငုံငါချစ်တယ် Frida ညင်ရလားမသိဘူးစောင်းဦးကျမလေးဟိုအခုအမ် တသောင်းခွဲရောင်းတယ်တသောင်းခွဲရောင်းတယ်ဟိုဝယ်နိုင်တဲ့လူတွေဝယ်ပေးပါဗောနော်အားပေးဖို့ဆိုတာလေအဲကျမတို့လူတိုင်းမှာပဋိပက္ခတွေဖြစ်တယ်ဗောအဲနိုင်ငံမှာလည်းပဋိပက္ခဖြစ်တယ်ပါစနယ်ပဋိပက္ခ professional ပဋိပက္ခပဋိပက္ခတွေမျိုးစုံရှိတဲ့အခါမှာဟိုအစွန်းတစ်ဖက်ကိုရောက်မသွားဘဲနဲ့ပြေလည်အောင်ဖြည့်ရှင်းလို့ရတဲ့နီလန်းတွေအများကြီးရှိပါတယ်လို့အဲ့ဒီနီလန်းတွေကိုအကျမကမပြောပြဘဲနဲ့ဒီစာရေးဆရာကြီးကတဆင့်အဲပြောပြထားပါတယ်သူတို့ပြောပြတဲ့နီလန်းတွေအများကြီးကို apply လုပ်မယ်ဆိုလို့ရှင်လက်တွေ့ဘဝမှာအများကြီးပဲဟို အသုံးဝင်နိုင်ပြီပေါ့နော်အပြက်အစီးအပြက်အစီးအဆုံးရှုံးနည်းနည်းစွာနဲ့ပေါ့နော်ဒီကောက်ကိုကျော်လွှားနိုင်မှာပေါ့နော်အဲ့အတွက်ကြောင့်မလို့ဒီစားအုပ်ကလေးကိုလူငယ်တွေထုထဖြင့်ဖတ်တင်ပါတယ်လို့လူကြီးတွေလည်းလေ့လာတင်ပါတယ်လို့ကျောင်းငငယ်ကအိမ်မက်မရှိခဲ့ဘူးဆိုရင်ဒီအချိန်မှာဒါရေကောက်လို့မဖြစ်ဘူးလေငငယ်ကယူသွခဲ့တဲ့အရာဖြစ်တဲ့ကြောင့်မလို့အခုချိန်မှာခွင့်ရရတဲ့အချိန်မှာစပြီးတော့အကောင့်ထဲအဲပေါ်နိုင်တဲ့အချိန်မှာပေါ်လိုက်တာပေါ့ အရင်တုန်းကတော့လူကြီးတွေကိုကြောက်ရတယ်လေလူကြီးတွေအဖေကိုကြောက်ရတယ်လေကြောက်ရတော့သူတို့ပေးလို့မှရတဲ့အနေထားဆိုတော့အဲမလုံနိုင်ခဲ့ဘူးပေါ့အဲ့တော့ဟိုကို့အနေထားနဲ့ကိုလည်းရှိရအောင်အခုကတော့ကို့မှာထိုးလဲလုံနိုင်နေပြီဘာကြောင့်မလို့မလုံရမှာလဲပေါ့အဘာကြောင့်မလို့ဆိုတော့ကျွန်မဆုံးဖြတ်ချက်ချပြီးတော့တခြားဟာတွေကိုမစဉ်းစားတော့ဘူးအဲကျွန်မဒါပဲလုပ်မယ်ဆိုပြီးတော့လုပ်လိုက်တာဒဏ်ရာရင်းရအဲ့ဒါစစ်ပြစ်စစ်ချောင်းနေကြစစ်တန်ရစစ်တန်ရကြပြရီဟာတန်ရတွင်နေ စင်မတွေဆွဲမနေတာခက်တယ်ဉာဏ်ပညာဟာခံကြောက်ခြင်းမြစ်ပင်လေအဲ့စပြေးစစ်ဆောင်နေကြောင်းကြီးတာအဲ့ကြောင့်ဒဏ်ရာရင်းရင်လို့ပြေးတာပြီးလို့ရှိရင်အစ်စင်လေးဆိုပြပါမယ်ကျမကအားသာဟိုကျမအဲ့ရဟာတော့ပဲဆိုရင်ရဟိုပြီးခဲ့တဲ့ခါမှာအေးအေး colorful ဖြစ်ပါတယ်ဆိုတာလေအဲ့လိုဆိုကျမအားသာရဲဆိုတာမရှိဘူးစိတ်ထဲကကျမကိုဘယ်သူဖန်ဆင်းထားလဲလို့ကျမမသိဘူးအဲအဲ့တော့ ိုယ်စိတ်မှာဖြစ်ပေါ်နေတဲ့အရာတွေကိုဒါဖျားပေးတဲ့ gift တွေကိုကျွန်မအကုန်အသုံးချမယ်။နော်လူဘဝတူတူလေးကိုကျွန်မအတိတ်ပဲရှိသွားပဲဖြတ်သန်းမယ်။အဲငွေကြေးဆိုတာကကိုယ်လုံးရှင်းနိုင်လုံနိုင်မှုအတွက် tools တစ်ခုပဲရှိရယ်။နော် one of the tools တစ်ခုပဲရှိရယ်။အဲ့တော့ဟိုငွေကြေးပိုင်းချက်ကိုအဲမနေ့ပြန်တင်လဲတင်နိုင်တယ်။ခုတင်လဲတင်နိုင်တယ်။အဲတည်ခြင်းတရားဆိုတာဘာမှမမြဲဘူးကျမတည်လို့ရှိရင်ကျမပစ္စည်းတွေပတ်စံတွေဘာမှလုပ်လို့မရဘူးအဲ့ဒီကြောင့်မို့လို့ကျမဒီ မှတ်တိုင်တွေပဲကျွန်မလုပ်သွားခြင်းဆိုက်သွားခြင်းအဲ့ဒါကျွန်မ legacy ဖြစ်မှာပေါ့အဲ့ဒါကိုကျွန်မအားသင်ပါတယ်